မင်္ဂလာပါဒီဗီဒီယိုဖိုင်ကိုမြင်လာနဲ့မကြော်သွားပါနဲ့เนาะဘာကြောင့်လဲဆိုလို့ရှိရင်တော့တော်တော်များများအတွက်ကိုလိုအပ်တဲ့အရာလေးဖြစ်တယ်။အာဒီနေ့မျှဝေပေးမယ့်အရာကကြတော့အာရှင်တို့ရဲ့ပေါ့เนาะမြန်မာပြည်သူပြည်သားတွေအာနောက်တစ်ခုကကြတော့ခက်ခဲအကြက်တဲတွေဖြစ်တယ်နောက်တစ်ခုကကြတော့ကံမကောင်းမှုတွေဖြစ်တယ်ပေါ့เนาะကံမကောင်းမှုတွေဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ကိုလူတိုင်းကเนาะအာဒီချက်ကိုလာပြီးတော့တောင်းဆိုထားတဲ့သူတွေရှိတယ်ဘာလဲဆိုလို့ရှိရင်တော့အာ ဟိုအခုချိန်မှာပေါ့နော်ကံအညတ်တွေကို ပြပြဖို့အတွက်ကိုလုတ်ပေးပါဆိုပြီးတော့မှပြောထားတဲ့သူတွေကိုဒီနေ့မှာမျှဝေပေးပါတယ်အဲဒီဗီဒီယိုဖိုင်ကိုမြင်တာနဲ့မကြော်သွားပဲနဲ့တခြားလောက်ကြည့်ပြီးတော့မှလိုက်လုတ်ပေးပါတေချာလေးနဲ့လိုက်လုတ်ပေးပါနော်အရန်ကိုကြိုးရှိစေတာဖြစ်ပါတယ်ဒါကကြတော့မိသားစု တိုင်းမှာအခုချိန်မှာစိတ်ပင်ပန်းမှုတွေအဲဆင်းရဲစရာတွေစိတ်ပင်ပန်းမှုတွေเนาะအလိုလေးတွေကြုံနေရတဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုဖိုင်လေးကိုမျှဝေပေးလိုက်တာဖြစ်တယ်เนาะ โอเคဒါဆိုလို့ရှိရင်တော့ဒီ video file link မှာကကြတော့ဘာတွေကိုမျှဝေပေးမလဲဆိုလို့ရှိရင်တော့အခုဒီကျွန်တော်ရဲ့စိတ်အနေနဲ့ပတ်သက်ပြီးတော့လဲเนาะစိတ်တွေနဲ့ပတ်သက်ပြီးတော့လဲအာဆင်မပြေမှုတွေများနေတယ်နောက်တစ်ခုကကြတော့အစိမ့်နဲ့ပတ်သက်ပြီးတော့အစိမ့်ပြမှုတွေများတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်တော့အကံ ကံမကောင်းတဲ့လူမျိုးပေါ့နော်ခံစားရတဲ့အဲ့ဒီဟာလေးကိုအဲတစ်ချက်လောက်အာလုတ်ပေးပါလာပြီးတော့မှပြောထားတဲ့သူတွေလေးလည်းရှိတယ်အများကြီးရှိတယ်เนาะအဲ့ဒါကြောင့်မလို့ဒီရတရားတော့မဟုတ်ဘူးဒါပေမဲ့လူတိုင်းမှာကံတွေညံ့နေတဲ့အရာတွေကိုပြန်ပြီးတော့မှကံကိုမြစ်တင်တဲ့အရာလေးဖြစ်တယ်เนาะအဲ့ဒါကိုဒီနေ့လုတ်မဲ့အရာကနှစ်ခုရှိပါတယ်ဒါကတော့အယူယူရှိရှိလေးပါရှားတာလည်းလွယ်ကူတယ်ပြီးလို့ရှိရင်နောက်တစ်ခုကမလဲဆိုရှင်တော့ကိုယ့်အိမ်မှာသုံးနေကြပစ္စည်းလေးတွေပဲဖြစ်တယ်เนาะ ဒီချက်ကကြတော့အကုတ်အိမ်မှာတုံးနေကြပစ္စည်းလေးတွေကိုပဲအမျက်ဝေပေးလေးရှိတယ်တုံးနေကြပစ္စည်းတွေနဲ့ပဲလုပ်မယ်เนาะဆိုတော့အဲ့ဒီမှာဘာတွေလိုအပ်လဲဆိုလို့ရှိရင်တော့တံပြာသီးတစ်လုံးလိုအပ်တယ်နောက်တစ်ခုကကြတော့ဒီကျက်တော်နီပေါ့เนาะကျက်တော်နီတစ်လုံးလိုအပ်တယ်တံပြာသီးတစ်လုံးကကြတော့အရင်ဦးဆုံးကိုကတံပြာသီးတစ်လုံးကို နှစ်ချမ်းချလိုက်မယ်နော်နှစ်ခုချမ်းလိုက်မယ်နှစ်ချမ်းချလိုက်မယ်အခုဒီနေ့ကကျတော့ဒီချက်ကတံပြန်သီးတွေကိုမယူပြတော့ဘူးနော်ပစံနဲ့ပဲပြောပြပေးသွားမယ်သေချာလေးနားထောင်မယ်သေချာလေးနဲ့လိုက်လုပ်မယ်တံပြတိတလုံးကိုနှစ်ချမ်းချမယ်တံပြတိကအာဒီဥပမာတံပြတံပြိုတီးဆိုပြီးပူကောင်းတယ်ပေါ့နော်လေမောဆိုပြီးပူကောင်းတယ်ဘာကြောင့်လဲဆိုလို့ရှိရင်တော့အဲ့ဒါပို့ပြီးတော့မှထူချားတယ်အာတံပြတံပြိုတီးမရှိရင်လည်းတံပြတိလည်းရတယ်နော်တံပြတိလည်းရတယ်တံပြတိတလုံးလိုအပ်တယ် တကယ်လို့တံပီယိုတီရှားတာလွယ်တယ်ဆိုလို့ရှိရင်လည်းအတံပီယိုတီကိုလုတ်ပေးနော်အဲ့မှာနှစ်ချမ်းချမ်းပြီးလို့ရှိရင်တစ်ခုပဲယူမယ်တစ်ပိုင်းပဲယူမယ်ပေါ့နော်နှစ်နှစ်ပိုင်းပိုင်းမယ်ပေါ့နော်နှစ်နှစ်ချမ်းမဟုတ်ဘူးနော်တံပီယိုတီတစ်လုံးကိုဒီလိုမျိုးနှစ်ချမ်းနှစ်ပိုင်းပိုင်းမယ်နော်ဒီဒီလိုမျိုးခွဲခြားတာမဟုတ်ပဲနဲ့နှစ်ပိုင်းပိုင်းမယ်နှစ်ပိုင်းပိုင်းပြီးသွားဆိုရှင်တော့လက်ပွားပေါ်မှာဒီတစ်ချက်ပိုးအမုတ်တွေကိုထည့်မယ်နော်တစ်ချက်ပိုးအမုတ်ကိုထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီတံပြာတီချမ်းထားတဲ့ဒီပိုင်းထားတဲ့တံပြာတီတစ်ပိုင်းကိုယူပြီးတော့မှ ကိုစိတ်ကြိုက်ပေါ့နော်ကိုစိတ်ကြိုက်ပုတ်ပေးမယ်ကိုစိတ်ကြိုက်ဒီတံပြတံပြိုသီးနဲ့ပုတ်ပေးမယ်နော်တံပြိုသီးနဲ့ဒီကိုမမကောင်းတဲ့အကံတွေရှိနေတယ်မကောင်းတဲ့အကံတွေညံ့နေတယ်ကိုမကံမကောင်းမှုတွေများနေတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကိုစိတ်ကြိုက်ပုတ်ပေးမယ်ဒီတံပြိုသီးနဲ့စိတ်ကြိုက်ပုတ်ပေးမယ်နော်လက်ဘွားနှစ်ဖက်စလို့ပုတ်ပေးမယ်နော် လက်ဘွားနဲ့နှစ်ဖက်စလုံးကိုပုတ်ပေးပါဒီစတေချာလေးပုတ်ပေးမယ်အာယူလေးဆက်ရပြီးတော့မကန်ကန်မကောင်းတဲ့အရာလေးဒီနေ့မှမှရှင်းထုတ်လိုက်ပြီးတတ်ဆင်လိုက်ပြီးဆိုပြီးတော့မှပုတ်ပေးမယ်နော်ရှင်းထုတ်လိုက်ပြီးတဆင်လိုက်ပြီးဆိုပြီးတော့မှပုတ်ပေးမယ်။ဓာတ်ပြိုသေးနဲ့သေချာလေးပုတ်ပေးမယ်။စိတ်ကြိုက်ပုတ်ပေးမယ်နော်။ကိုက9မိနစ်15မိနစ်အဲ့လိုမျိုးပေါ့နော်။ကိုစိတ်ကြိမ်နှက်သွားတဲ့အထိပုတ်ပေးပါ စ်တင်နှက်သွားတဲ့ဒီပုတ်ပေးမယ်နှစ်ဖက်စလို့လက်ဖက်နှစ်ဖက်စလို့ကိုပုတ်ပေးမယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဘေးစင်မှာလက်ကိုဆေးလိုက်မယ်နော်လက်ကိုဆင်းအောင်ဆေးလိုက်မယ်လက်ကိုဆေးပြီးသွားပြီဆိုလို့ရှိရင်တော့တချို့တွေကလက်ကိုဆေးပြီးသွားပြီဆိုလို့ရှိရင်တော့အဝိစားတွေနဲ့မတုပ်ပင်နဲ့ဒီလက်ကိုဒီလိုမျိုးပဲလေလေးပေါ့နော်ဒီလိုမျိုးပဲခါလိုက်မယ် ဒီလိုမျိုးပဲခါလိုက်မယ်เนาะသူသူကသူအိုသူ6တောင်အောင်ပေါ့เนาะဒီလိုမျိုးပဲခါလိုက်မယ်ပြီးတော့ရှိရင်အဲ့ဒီဟာတခုလောက်ပြီးပါပြီဆိုရှင်ကိုရောခါကိုရဲ့ခန္ဓာကိုယ်ထဲမှာလည်းတတ်ဆင်သွားတယ်ကိုရဲ့မိသားစုတွေကိုလည်းလှုပ်ပေးလို့ရတယ်မိသားစုတွေကိုလည်းလှုပ်ခိုင်းမယ်เนาะကိုကိုတိုင်းလည်းလှုပ်မယ်အဲ့လိုမျိုးပေါ့เนาะတံပြိုတီးနေပဲဒီသစ်ချက်ပေါ်အမှုလေးကိုထည့်ပြီးတော့မှလေးမယ်เนาะတဲ့ချက်ပေါ်မှုလေးကိုထည့်ပြီးတော့မှပုတ်ပေးပုတ်ပေးတေချာလေးပုတ်ပေးမယ်เนาะအဲ့ပြီးသွားပြီဆိုလို့ရှိရင် စ်တုံနေကဘာလို့ရမှာလဲဆိုရင်တော့စစ်တုံနေကအရန်ရေးကြည့်တယ်စစ်တုံနေတလို့ကိုယူပြီးွားရဆိုစစ်တုံနေရဲ့အခွန်ရဲ့ပုံမှာပေါ့နော်ကျဲပုံစံလေးဆွဲလိုက်မယ်နော်ဘောပင်ဘောပင်လေးနဲ့ပေါ့နော်ကျဲပုံစံလေးဆွဲလိုက်မယ်ဘောပင်ကအာအပြာရောင်လေးပဲတုံးမယ်နော်အပြာရောင်လေးနဲ့ဆွဲလိုက်မယ်ကျဲပုံစံလေးပေါ့နော်ကိုကျဲပုံစံလေးကိုဆွဲလိုက်မယ်ဒီလိုပုံစံလေးပေါ့နော်ကျဲပုံစံလေးကိုငငယ်တို့ကလည်းဆွဲနေကြဖြစ်တယ်နော်အဲ့ဒီကျဲပုံစံလေးကိုဆွဲပြီးဟိုက်ဆိုရှင်ကိုယ့်ရဲ့အေးရဲ့နော်အေးရဲ့အရှိမှာ အဲ့ A ရဲ့၈တောင်ထောက်ပေါ့နော် A ရဲ့၈တောင်ထောက်မှာကျိုးလေးနဲ့တွားပြီးတော့ A ရဲ့အပြင်မှာပေါ့နော်အဲ့ထဲမှာမဟုတ်ဘူးနော် အိမ်ရဲ့အပြင်မှာကျိုးလေးနဲ့တွားပြီးတော့မှဆွဲထားမယ်။ဘာကြောင့်မလို့ဆွဲထားလဲဆိုလို့ရှိရင်တော့အဲ့ဒီအိမ်ဟာကအရန်ကိုရေးကြည့်တဲ့အခုချိန်မှာကပ်ဘေးတွေအများကြီးကိုကြုံနေရတဲ့ကပ်ဘေးတွေနဲ့ပတ်သက်ပြီးတော့မှရင်ဆိုင်နေရတဲ့အရာလေးအများကြီးဖြစ်တဲ့အတွက်ကြောင့်မို့ဒါကလည်းကောက်ွက်တစ်ခုဖြစ်တဲ့ကိုယ်စီမှာမကောင်းတဲ့အရာလေးကမဝင်လာဘူးပေါ့နော်မဝင်လာအောင်ကောက်ွက်ပေးထားတာဒီကျက်ပုံလေးတွေမှာကျဲပုံစံလေးပဲဆွဲမယ်နော်ကျဲပုံစံလေးကိုသေချာလေးနဲ့ဆွဲပြီးတော့မှကျက်တော်လေးလေးကို အပြင်မှာကိုယ့်ရဲ့အေးရဲ့အပြင်မှာ၈တောင်ရဲ့ထောင်းမှာ၈တောင်ထောက်ပေါ့နော်၈တောင်ထောက်မှာကျိုးလေးနဲ့သွားပြီးတော့မှဆွဲထားမယ်နော်ကျိုးလေးနဲ့သွားပြီးတော့မှဆွဲထားမယ်ကျိုးလေးနဲ့ဆွဲတဲ့ချိန်မှာကျဲပုံစံလေးကိုဆွဲပြီးပါဆိုကျက်တောင်ရဲ့အမြင့်ကအောက်မှာရှိရမယ်နော်ကျက်တောင်ရဲ့အမြင့်ကအောက်မှာရှိရမယ်အပင်ပေါက်တဲ့နေရာကအပေါ်မှာရှိပြီးတော့မှ သွားပြီးတော့မှဆွဲထားပါအဲ့ဒီခါကြလို့ရှိရင်ကို့မှာမိသားစုတစုလုံးမှာအကန်ကံမကောင်းမှုတွေညံ့တွေအခိုက်တွေဝင်လာမှာကိုလည်းသူအကကွယ်ပေးထားတယ်ပြီးတော့တံပြာတရက်ကကြတော့ကိုရဲ့မိသားစုတစုလုံးလည်းလှုပ်လို့ရတယ်နော်ကိုရဲ့မိသားစုတွေမှာအကုန်လုံးကိုပုတ်ပေးလို့ရတယ်စိတ်ကျင်ထားတဲ့အထိပုတ်ပေးလို့ရတယ်နော်ဒေချာလေးနဲ့လိုက်လို့ပါပြီးရင်ကိုရဲ့အေကိုတခါတည်းပေါ့နော်ဒီစားပေါ့နော်အစားလေးတွေကိုအခွက်ကလေးတေးသေးလေးလေးခွက်ပေါ့နော် အရဲ့၄တောင်းမှာထားပေးထားပါเนาะအရဲ့၄တောင်းမှာအတောက်၄တောင်းမှာတွားပြီးထားပေးတာပါ စားသည် အမတန်ကူမှာစားသည်အမတန်ကူမှာဘောနောကိုယ့်ရဲ့အိမ်ထဲမှာ မကောင်းတဲ့အရာတွေကိုမကောင်းတဲ့နေမကောင်းတဲ့အရာတွေမှာဘောနောသူကဆွဲထုတ်ပေးသွားတာဖြစ်တယ်เนาะကိုယ့်ရဲ့အိမ်တွေမှာတွားပြီးတော့မှထားထားပေးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းအရဲ့၄တောင်းမဟုတ်ပဲနဲ့လည်း အရှိန်လေးမှာပေါ့နော်ကိုယ့်ရဲ့အေးရဲ့အဝင်ဝရှေ့လေးမှာလည်းဒီခွက်ကလေးနဲ့ထားထားလို့ရတယ်နော်ကိုယ့်ရဲ့တကားဝင်တဲ့နေရာလေးမှာပေါ့အဲ့အိမ်မှာလည်းထားထားလို့ရတယ်အတော့လေးတော့လည်းထားလို့ရတယ်နော်အဲ့ဒီခါကျတော့ဆားကလည်းကိုယ့်ရဲ့အေးကိုကောက်ွက်ပေးတယ်အန်ဒီရီတွေမပြောင်းကောက်ွက်ပေးတယ်လက်ကိုယ့်ရဲ့လက်မှာတဲ့အတန်ပြာသေးနေတဲ့တစ်ချက်ပုံးနဲ့ကိုပေါ်လိုက်တာကကြတော့ကံမကောင်းမှုတွေကိုယ်စီမှာရှိနေတဲ့ရာလေးကိုလည်းဖယ်ရှားပေးလိုက်ပြီးနောက်တစ်ခုကကြတော့ ဒီချက်ခုနပြောသလိုမြစ်တော်နေကိုဒီအိမ်မှာသွားချိန်ထားတာလဲအခိုက်တွေအညတ်တွေမကောင်းတဲ့အရာလေးကိုကို့အိမ်မှာလာမဲ့ကတ เนาะအဲ့လိုမျိုးကိုလွှတ်ခိုင်းထားတာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ဒီဗီဒီယို ဖိုင်မှာကအရန်ကိုကြိုးရှိတဲ့အရာလေးကိုဒီချက်ကမျှဝေပေးသွားတာဖြစ်တယ်เนาะ။ပေချာလေးနဲ့လိုက်လို့ပါ။ဒီချက်ကိုလာပြီးတော့တောင်းဆိုထားတဲ့သူတွေကများတဲ့အတွက်ကြောင့်မလို့ဒီချက်ကဒီဗီဒီယိုဖိုင်လေးနဲ့ပဲမျှဝေပေးလိုက်တာဖြစ်ပါတယ်เนาะ။ဒါဆိုလို့ရှိရင်တေချာချာလေးနဲ့လိုက်လို့ပါ။တေချာလေးနဲ့လိုက်လို့လို့ရတဲ့ဒီတစ်ချက်ပေါ်မုံနဲ့ဒီလက်မြသေးနဲ့ကဖဲချေပို့ရမှာလဲဆိုလို့ရှိရင်တော့ ဒီဥပမာအခုဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့ခါကြွားလို့ရှိရင်လဲထပ်ပေါ်လို့ရတယ်ဒါမှဒီညညညပဲပေါ့နော်ညပဲပေါ်လို့လဲရတယ်တကယ်လို့ကိုယ့်ရဲ့စိတ်ထဲမှာမကျင်နာမကျင်နာဘူးသူဆိုရင်ပေါ့နော်တနေ့တစ်ခါတည်းပေါ်လို့မကျင်နာသိဘူးဆိုရှင်ခဏခဏတတ်ဆင်ပြီးလို့လဲရတယ်ခဏခဏပုတ်ပြီးလို့လဲရတယ်နော်โอเคဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုဖိုင်လေးမှာအကျိုးရှိတဲ့အရာလေးကိုတစ်ချက်ကမျှဝေပေးထားတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် ဒီနေ့မှာဒီကြမ်းမက်ကိုပြတဲ့အရာလေးတွေကိုဖေချာလေးနဲ့လိုက်လို့ပါလို့ပြောကြခြင်းပါတယ်เนาะโอเคဒါဆိုလို့ရှိရင်တော့ဒီချက်တို့တွေဒီ25ရက်နေ့ကြာလို့ရှိရင်လည်းဒီချက်မှာတင်ဒန်းလေးရှိပါတယ်တင်ဒန်းလေးကဂျာတော့ဒီ ဒီငွေချင်းနဲ့ပတ်သက်ပြီးနော်စိတ်ပိုင်ဆိုင်နဲ့ပတ်သက်ပြီးတော့အရာလေးကိုမြောက်တင်ပေးမဲ့တင်တာလေးလည်းရှိတယ်တင်တာလေးတွေအပ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီချက်ရဲ့ဖရဲ့မေစာမှာအနန္လူရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးဆင်ပြေကြပါစေရှင်เนาะနောက်တစ်ခါမှနောက်တစ်ဗီဒီယိုဖိုင်လေးမှာပြန်ဆိုကြပါမယ်ရှင်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်